မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မလ16ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့လူဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ဗမော်စကခ21ကာကင်အချို့ထပ်မံသိမ်းပိုင်နိုင်ခဲ့စစ်ကောင်စီ drone အချို့ပြစ်ချနိုင်ခဲ့တယ်လို့ KIA ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ် ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ကကာကင်းအချို့ကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့စေကောင်စီရဲ့ drone အချို့ကိုပြစ်ချနိုင်ခဲ့တယ်လို့ KIA ဘက်ကပြောပါရယ်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုအပိသက်သိမ်းပိုက်နိုင်ရေးနေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေရဲ့အခြေအနေနဲ့ပတ်သက်လို့မနေ့ကမလ15ရက်နေ့ညပိုင်းမှာအသိပေးလိုက်တာပဲဖြစ်ပါရယ် ဗမော်မျိုးကစကခ21စစ်ကောင်စီတပ်စခန်းကိုအပီးသိမ်းပိုင်နိုင်ရေး KIA နဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထိခိုက်မှုတွေများနေတဲ့အတွက်ကြောင့်စစ်ကောင်စီဟာဒရုန်းအပါအဝင်တိုက်လေယာဉ်တွေပါသုံးပြီးတော့စခန်းမကျရေးခုခံတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေဟာ2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးတော့ဗမော်မျိုးသိမ်းစစ်ဆင်ရေးစတင်ခဲ့ရာတိုက်ပွဲကာလ3နာကျော်အတွင်းစစ်ရေးအရာအရေးပါတဲ့အမြောက်တပ်တင့်ကားတပ်တန်ကြက်က ားတက်ချီလင်တက်အပါဝင်စစ်ကောင်စီတက်ဆွဲရနေရာတွေကိုတင်ပိုက်ထားနိုင်ပြီးတော့ခလာရ48နဲ့စကခ21အပါဝင်လက်ကျန်တက်စကန်တွေကိုဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ရဲ့စီးရီးအခြေအနေကိုဖော်ပြရမှာစစ်ကောင်စီတက်နဲ့စစ်တက်လက်အောက်ခံပြည်သူစစ်တွေစီးရီးလှုပ်ရှားမှုတွေနဲ့လူသေးစုဆောင်မှုအခြေအနေတွေကိုလည်း KIA သတင်းပြန်ကြားရေးကအသိပေးဖော်ပြထားပါတယ်။ စစ်ကောင်စီလက်အောက်ခံမင်းစီတပ်ပြည်သူစစ်တပ်ဖွဲ့ဟာမလန်၁၄ရက်နေ့ကတနိုင်းလီဒိုလမ်းပေါ်ကဝါရာဇိုနဲ့နမ်ဆိုင်ရွာကလူနေအိမ်၁၀လုံးထပ်မံနဲ့မိရှုဖျက်ဆီးခဲ့တယ်လို့စစ်ကောင်စီကလည်းဝါရာဇိုနဲ့နမ်ဆိုင်ရွာကိုလေရင်နဲ့နှစ်ကြိမ်ဒရုန်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ပြီးတော့မင်းစီတပ်ပြည်သူစစ်ကခြေလင်းစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် KIA ကခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ပွဲမှာစစ်တပ်လက်အောက်ခံမင်းစီတန်ပြည်သူစစ်ဘက်ကတိုက်ဆုံမှုများတာကြောင့်အရသာပြည်သူတွေရဲ့အိမ်တွေကိုမိရှုဖျက်ဆီးခဲ့တာဖြစ်ပြီးတော့ဒေသတွင်းကလူငယ်တွေကိုလည်းလူသေစုဆောင်နေတယ်လို့လည်းဆိုပါတယ်။ဒါအပြင်မိုးကောင်းမိုးညင်နမ်တီဘက်မှာလည်းရှမ်းနီတက် SNE နဲ့စစ်ကောင်စီတပ်တွေလှုပ်ရှားသွားလာနေပြီးတော့လူသေစုဆောင်မှုများလှုပ်ဆောင်နေတယ်လို့အသိပေးထားပါတယ်။စေကောင်စီနဲ့ SNE ဘက်ကတအိမ်တရောက်စစ်မှုမတမ်းမနေရဆိုပြီးတော့နေအိမ်တဲအထိဝင်းရောက်ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့သိရပါဗျ။ ်စစ်ကောင်စီဟာမြစ်ကြီးနားလမုံစိုးဘက်မှာလဲစစ်အင်အားဖြည့်တင်းနေတယ်လို့ပူတာအူဘက်မှာလဲစစ်အင်အားဖြည့်တင်းနေတာတွေရှိနေတယ်လို့လည်းသိရပါပါတယ်ခင်ဗျာဆက်လက်ပြီးကျုံစုမျိုးနယ်မှာစစ်ရည်ရင်အုပ်စုကိုတိုက်ခိုက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာစစ်ရေရင်အုပ်စုကိုတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိတယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါရယ်ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတပ်ဖွဲ့ဝင်တွေမလ23ရက်နေ့ည9နာရီကအချိန်ကဝန်တောင်ကျေးရွာဘက်ပင်လယ်ပြင်ဘက်ထွက်လာရာကစစ်အုပ်စုနဲ့တွေ့ပြီးတော့တိုက်ပွဲဖြစ်ခဲ့တာလို့သိရပါရယ်ကျွန်းစုမြို့နယ်မိုင်းထွေးကျေးရွာကပြူစောထီးတွေနဲ့ရှော့တော်မော်ကျေးရွာဘက်ကတက်လာတဲ့အကြမ်းဖက်စစ်တပ်ကအင်အား60ခန်းပါစစ်သင်္ဘော အုပ်စုနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေဝန်တောင်ကြေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုဟာမင်းနစ်အနည်းငယ်သာရှိခဲ့ပေမဲ့အဂျမ်ဘက်စီအုပ်စုဘက်ကထိခိုက်မှုတွေရှိခဲ့ပြီးတော့ထိခိုက်ကြဆုံးမှုအခြေအနေတွေကိုတော့အတည်ပြုနိုင်အောင်စုံစမ်းနေတယ်လို့အတည်ပြုထားပါတယ်ခင်ဗျာဆလဘီရေဦးချောင်းဦးနဲ့မုံရွာမှာစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က၄ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းအတွင်းကရေဦး ချောင်းဦးနဲ့မုံရွာမြို့နယ်တို့မှာစစ်ကောင်စီတပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က၄ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါရယ်။ရေဦးမြို့ပေါ်မှာကင်းလဲဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေပါတဲ့ကား၃စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ ကားနှစ်စီးပျက်စီးသွားတာကြောင့်ထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။ရေဦးမြို့ဘိုးအောင်ဇေယျရက်ကွက်အတွင်ကင်းလှဲဖို့ဆိုပြီးတော့ကားသုံးစီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော်လန်ရဲဘော်တွေမနေ့ကမလ15ရက်နေ့ည7နာရီကအချိန်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာကားနှစ်စီးပျက်စီးသွားတာကြောင့် အကြံဘက်စစ်ကောင်စီတပ်ဖွဲ့ထိခိုက်တိုက်စုံမှုရှိနိုင်ပြီးတော့အကြံဘက်စစ်သားတွေလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ပေမယ့်တော်လန်ရဲဘော်တွေအထိခိုက်မရှိခဲ့ဘူးလို့အတည်ပြုထားပါတယ်။ထို့အတူချောင်းဦးမြို့နယ်ကင်မွန်တော်ပြူစောတီရွာကနေထွက်လာတဲ့အကြံဘက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွေးတိုက်ခိုက်ခဲ့ရမှာစစ်ဗိုလ်တအူးတိုက်စုံသွားတယ်လို့ BLDF တပ်ခွဲအညာမိုင်းကထုတ်ပြန်ထားပါတယ်။ချောင်းဦးမြို့နယ်ကင်မွန်တော်ပြူစောတီရွာကနေထွက်လာတဲ့အင်အား150ခန်းပါတဲ့အကြံဘက်စစ်ကောင်စီတပ်ဖွဲ့ကိုဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တက်ခွဲအညာမိုင်းစစ်ဒေသ3တက်ခွဲကမလ25ရက်နေ့ည7:00နာရီခွဲကမှမိုင်းနှလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အလားတူပဲမုံရွာမြို့စမှုဆောင်လမ်းဆောင်ကနေကားနဲ့စိုက်တွင်းမောင်းသူတွေကိုအနိုင်ကျင့်ဗိုလ်ချပြီးတော့ပတ်စံတောင်းနေတဲ့စေအုပ်စုကိုတိုက်ခိုက်ခဲ့ရမှာစေအုပ်စုဘက်က3ယောက်တေပြီးတော့2ယောက်တန်ရာရသွားတယ်လို့မုံရွာနှစ်ဆူအဖွဲ့ကပြောပြထားပါတယ်။ ရွာချောင်ကြီးရွာမှာတက်ဆွေးနေတဲ့စစ်သားရေပြူစောတီစုစုပေါင်း17ရောက်ရှိတဲ့စစ်အုပ်စုကိုမတ်လ14ရက်နေ့မနက်7:00နာရီကျော်အချိန်မှာပဲမုံရွာခရိုင်အမှတ်22နတ်ဆိုးတက်ရင်ကရဲဘော်တွေ300ခွဲပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်တော်လန်ကြီးရဲဘော်တွေအန်တရာကင်းတယ်လို့သိရပါတယ်ခင်ဗျာဆလဘီဖြူအုပ်ဖြက်လမ်းပိုင်းမှာဖြစ်တဲ့တိုက်ပွဲမှာစစ်တပ်ဘက်က9ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ပဲဂိုးတိုင်းဖြူမြို့နယ်ဖြူအုပ်ဖြက်လမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်တပ်ဘက်က9ဦးတိဆုံသွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်၃အလာဝကစစ်တောင်းကပြောပါရီဖြူမြို့နယ်ဖြူအုပ်ဖြက်လမ်းပိုင်းကတာကျိုးလမ်းဆောင်မှာအလာဝကစစ်တောင်းနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့မလ၁၀ရက်နေ့မနက်၈နာရီခန့်က ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့အခုလိုအသိပေးလာတာဖြစ်ပါရီ ဒီထိတွေ့တိုက်ပွဲဟာတနာရီလောက်ကြာခဲ့ပြီးတော့အကြံဖက်စစ်တပ်ဘက်ကခုနှစ်ဦးတိဆုံသွားတယ်လို့ထိခိုက်ဒဏ်ရာရတဲ့နှစ်ဦးဟာလည်းတိဆုံနိုင်ခြေရှိတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားချိန်မှာအကြံဖက်စစ်တပ်ဘက်ကလက်နက်ကြီးတွေ drone တွေနဲ့ပစ်ကူများပေးခဲ့ပြီးတော့တိုက်ခိုက်တာတွေရှိခဲ့ပြီးမြေတော်လန်ရဲဘော်တွေအထိခိုက်မရှိပဲပြန်လာနိုင်ခဲ့တယ်လို့သိရပါတယ်။မလရှိရနေ့ကတိမ့်ပိုက်နိုင်ခဲ့တဲ့အကြံဖက်စစ်တပ်ရဲ့ခလာရ83တပ်ရင်းလက်အောက်ခံတပင်းညွန့်စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့အလာဝကစစ်ကြောင်းဟာဖြူအုပ်ဖြက်လမ်း မ်းပိုင်းကိုလည်းတော်လန်ဤပူပေါင်းတက်တွေနဲ့အတူနှစ်ရက်တာထိန်းချုပ်နိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ